တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာသူကြသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ်။ရှင်မန်းချက်သစ်တွေကိုလည်းတွေ့ကောင်းတဲ့ပေါ်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်။ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားအခြေစီရည်ရွယ်ချက်တွေကိုဆောင်ရွက်သမျှထွန်းထုတ်ပေါက်ပေါက်နဲ့အစီအပြောင်းလုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတယ် လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတိုးတက်မှာဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စမှန်သမျှအထူးအဆင်ပြေသွားမယ်မိကောင်းဆွေကောင်းတိုးပွားမယ်ဘဝနေထိုင်တိုးတက်အောင်မြင်မှုကိုရရှိမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။စံစာရည်နေမှာလုံသမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်။ဆက်ချောင်းရည်နေမှာအလုတ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်။အဲ့ဒီကမဟာစကြံတက်နေဖြစ်တယ်။အဲ့ဒီမနေ့စနေနိုင်40မိနစ်20ခန့်မှာစကြံတက်မယ်။အဲ့ဒီစကြံတက်ချိန်မှာကုသိုလ်ကောင်းမှုတစုံချံလုပ်ရင်လည်း အထူးခြားတဲ့တလန်းလေးတွေရနိုင်တယ်။ဆက်ခုနှစ်ရက်နေ့ညစန်းတရက်နေ့အိန္ဒိယထူးခြားတဲ့ပြောင်းလဲတွေနဲ့တလန်းတွေကိုဖန်တီးခွင့်ရှိတယ်။ကုသိုလ်ကောင်းမှုပြုရင်ပဏာကောင်းတဲ့နေ့တစ်ခုဖြစ်တယ်။အလုံးချန်စီတဲ့အောင်မြင်မယ်။ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်။လူလေးယောက်တူခီသွားခြင်းကိုရှောင်ကျဉ်ရမယ်။အိန္ဒိယမှာအရှိတောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်။အချိန်ကာလအဖြစ် ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာနေတန်ကျူဆက်ရမယ်။16ရက်နေ့အဲဒီမှာရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖုန်ချင်းခီးကိစ္စဆင်ပြေခြင်းနဲ့အပြောင်းလဲတိုးတက်ခြင်းတွေရှိမယ်။အဲဒီမှာတောင်ရက်ကိုဒီသွားစရင်ရှိတတ်တယ်။နေ7နိုင်နဲ့10နိုင်ခွဲတွင်သွားလာနေတန်ကျူဆက်ရမှာပေါ့။16ရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းကံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်။ 20ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့နှစ်သာရကိုရမယ်။တပတ်တာအတွင်းကြာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာသောကြမွေးသူများကြောင့်စိတ်နှောင့်ရှည်ရှိတတ်တယ်။369ခန်းနဲ့ကြိုးပေးတယ်။အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လောက်ကဲ့သမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြတ်မှုတွေကိုရရှိမှာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန်ရွှေရင်အေးလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်